ဒီမိုကရက်တစ်မြန်မာအသံ DVB ရဲ့အော်တိုဘာလ10ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့သတင်းကျညဘုံတူရဘုံကျဲတိုက်ခိုက်မှုကိုဗြိတိန်နဲ့ဩစတြေးလျကရှုတ်ချလိုက်တဲ့သတင်း၊ဘီလင်းမိုးမိတ်နဲ့နထိုးကြီးဒေသတွေကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်လို့အရက်သားပြည်သူတွေထိခိုက်သေးဆုံးခဲ့တဲ့သတင်းနဲ့မဲဆင်းရင်တွေမှားရင်းကြောင်းဝေဖန်ခဲ့တဲ့ဘူးလက်လတ်ဆွေခွန်ယူစစ်ဆေးခံရတဲ့သတင်းတွေနားဆင်ကြရမှာပါ။ ဗုဒ္ဓဘာသာဝင်တွေအထွတ်မြတ်ထားရတဲ့တရင်ကျွတ်လပြင်းနဲ့မှာစီမီပူဇော်နေတဲ့စကိုင်းတိုင်း၆ဦးမြို့နယ်ဘုံတူရွာသားတွေကိုစစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အရက်သားအများအပြားတေဆုံးခဲ့ရသလိုတေဆုံးရတဲ့ထဲကလင်းငယ်တွေပါပါဝင်တဲ့အတွက်ဒီလိုတိုက်ခိုက်မှုမျိုးကိုလက်မှတ်ခံကြောင်းဗြိတိန်နဲ့ဩစတြေးလျတန်ယုံကရှုတ်ချလိုက်ပါတယ်ဗြိတိန်တန်ယုံအကြီးအကဲအန်ဒရူးဂျက်ဆင်ကမြန်မာပြည်သူတွေအပေါ်မှာအကြမ်းဖက်မှုတွေဆက်လက်ကျူးလွန်နေတဲ့မြန်မာစစ်အစိုးရရဲ့လှုပ်ရက်ကို UK အစိုးရအနေနဲ့ရှုတ်ချပါတယ် ြန်မာစစ်တပ်အပါအဝင်တပ်ဆိုင်ရာအဖွဲ့အစည်းများအလုံးအားအရက်သားပြည်သူများအထူးသဖြင့်ကလေးငယ်များကိုအကာအကွယ်ပေးဖို့တိုက်တွန်းပါတယ်လို့ဆိုပါတယ်။ဩစတြေးလျတာယုံကလည်းအကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်ဖို့လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကိုအသာစီမရှိဘေးကင်းလုံခြုံစွာပေးအပ်နိုင်စေဖို့မတရားထိမ့်သိမ်းခံထားရတဲ့အကျဉ်းသားတွေကိုလွှတ်ပေးဖို့နဲ့အလုံးပါဝင်သောဆွေးနွေးမှုတွေလှုံ့ဆော်ဖို့ကိုလည်းတောင်းဆိုခဲ့ပါတယ်။စကိုင်းတိုင်း6ဦးမြို့နယ်ဘုံတူရွာမှာအောက်တိုဘာ6ရက်ကသတင်းကျွတ်မီထုံးပွဲနဲ့စီမီတပိတ်ပြုလုပ် ေတုံးမုံရွာနမခကတက်လာတဲ့ပါရာမော်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်တွေအပါအဝင်သေဆုံးသူအယောက်40ထက်မနည်းရှိလာပြီဖြစ်ပါတယ်။ မွန်ပြည်နယ်တထုံခရိုင်ဘီလင်းမြို့နယ်ပြင်းမပင်စိတ်ကျင်းရွာအနောက်ဘက်ခြမ်းကစစ်ကောင်စီတပ်ကဘုံတလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်9ယောက်သေဆုံးပြီး10ယောက်ဒဏ်ရာရခဲ့တယ်လို့စီရီသတင်းရင်းမြစ်ကပြောပါတယ်။အောက်တိုဘာ9ရက်ည8နာရီလောက်ကစစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုကြောင့်မိန်းကလေး3ယောက်ယောက်ျားလေး2ယောက်သေဆုံးပြီး10ယောက်ထိခိုက်ဒဏ်ရာရတဲ့အပြင်နေအိမ်3လုံးလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမုံမိတ်မြို့နယ်မှာလည်းဝဲပေါင်းကြီးရွာကိုစစ်တပ်ကမင်းည9နာရီလောက်မှာလေကြောင်းဘု ုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ9ယောက်သေဆုံးပြီး10ယောက်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။မန္တလေးတိုင်းနထိုးကြီးမြို့နယ်ထဲမှာတော့စစ်ပေးတွေရှောင်နေတဲ့ဖုံးကြီးကျောင်းကိုအောက်တိုဘာ10ရက်နေ့8ရက်နေ့ခွဲဝင်းကျင်မှာစစ်တပ်ကဘုံးကျဲတိုက်ခိုက်လို့စစ်ပေးရှောင်အမျိုးသမီးတယောက်သေဆုံးပြီးကလေးငယ်အပါအဝင်10ယောက်ထက်မနည်းဒဏ်ရာရခဲ့တယ်လို့ဒေတာခရစီကနေသိရပါတယ်။ စစ်တပ်ဩဇာခံပြည်ထောင်စုရဲကောက်ပွဲကော်မရှင် UEC ကထုတ်ပြန်ထားတဲ့မဲစင်းရင်တွေအကြီးအကျယ်မှားယွင်းနေကြောင်းပြောဆိုခဲ့တဲ့ဘူလက်ဦးလှဆွေခေါ်ဦးလှဆွေကိုအောက်တိုဘာ9ရက်ညပိုင်းမှာစစ်ကောင်စီတပ်ကခေါ်ယူစစ်ဆေးနေတယ်လို့နေပြည်တော်သတင်းရင်းမြစ်ကနေသိရပါတယ်။ပုပ္ပတိရိမြို့နယ်မှာမဲစင်းရင်တွေယာနဲ့ချီကွာဟနေပြီးတည်တဲ့သူတွေတောင်ပါနေတယ်လို့ကြံ့ကြံ့ရေးပါတီမှဦးလှဆွေကသူ့ရဲ့လူမှုကွန်ရက်မှာ live stream ပြောဆိုခဲ့ရမှာသတင်းမီဒီယာတွေကဖော်ပြပြီးတဲ့နောက်စစ်ဆေးခံရတာလို့နေပြည် တော့သတင်းရမြက်က DVB ကိုပြောပါတယ်အဖမ်းမခံရခင်အောက်တိုဘာ9ရက်မနေ့ပိုင်းမှာဦးလှစွေကသူ့အသုံးပြုနေတဲ့ TikTok အကောင့်ကနေ UEC ကောင်းကြောင်းတွေပြန်လည်ဖတ်ထေးပြောဆိုခဲ့ပေမဲ့လည်းညပိုင်းမှာစစ်တပ်ကဖမ်းဆီးလိုက်တယ်လို့ကြန့်ကန်ရေးပါတီဝင်တယောက်ကပြောပါတယ်ပုပ်ပသီရီမြို့နယ်ပြည်သူ့လွှတ်တော်ကိုစလဲဟောင်းဦးလှစွေအခုလိုခေါ်ယူမေးမြန်းခံနေရတဲ့ကိစ္စနဲ့ပတ်သက်ပြီးကြန့်ကန်ရေးပါတီဘက်ကရောစစ်ကောင်စီဘက်ကပါတရားဝင်ထုတ်ပြန်ကြေညာထားတာမရှိသေးပါဘူးပြီးခဲ့တဲ့2020ရွေးကောက်ပွဲ ွဲမှာမဲဆင်းတွေမှားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့စစ်တပ်ကအာဏာသိမ်းခဲ့တာပါမြန်မာနိုင်ငံကလူငယ်ဥယျာဉ်နှစ်တန်းခွဲနီးပါးဟာပ ပုဂ္ဂိုလ်ဆိုင်ရာဘေးကင်းလုံခြုံမှုအတွက်အမြဲတမ်းနှိပါစိုးရိမ်ပူပန်နေထိုင်နေကြရတယ်လို့၆တန်းကျော်ကတော့ညအချိန်မှာတယောက်တည်းလမ်းလျှောက်ဖို့တောင်လုံးဝလုံခြုံမှုမရှိဘူးလို့ခန်းစားနေရတဲ့အကြောင်းကုလသမဂ္ဂဖွံ့ဖြိုးမှုစီစဉ် UNDP ကသတင်းထုတ်ပြန်ပါတယ်။ UNDP ရဲ့နောက်ဆုံးထုတ်ပြန်ချက်ဖြစ်တဲ့၆ကဘာထက်ကမျိုးဆက်မြမလူငယ်များရဲ့လုံခြုံရေးနဲ့လူမှုဘဝစိန်ခေါ်မှုများအစဉ်ခန်းစားမှာအခုလိုဖော်ပြထားတာဖြစ်ပြီးအကြက်အတဲတွေကြားကပုဂ္ဂိုလ်ဆိုင်ရာမလုံခြုံမှုနဲ့လူမှုဘဝဆိုင်ရာစ ိုးရိမ်ရမှုတွေကမြန်မာနိုင်ငံမှာနေထိုင်သူလူငယ်တွေအတွက်စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေပုံပုံဖြစ်စေတယ်လို့လည်းသတိပေးထားပါတယ်မြန်မာနိုင်ငံရဲ့လူငယ်သုံးပုံတစ်ပုံနီးပါးကစိုးရိမ်ပူပါမှုဒါမှမဟုတ်စိတ်ဖိစီးမှုတွေကိုမကြာခဏခံစားရကြောင်းဖော်ပြထားပြီးဒီနှုံထားက ပတ်တိပတ်ခတ်နဲ့စည်ရန်တွန်းပါမှုအခမ်းအနဆုံးပြည်နယ်တွေဖြစ်တဲ့ကယားပြည်နယ်မှာ60ရာခိုင်နှုန်းကျော်နဲ့ချင်းနဲ့ရခိုင်ပြည်နယ်မှာ40ကနေ45ရာခိုင်နှုန်းထိရှိနေတယ်လို့ဆိုပါတယ် အမျိုးသမီးတွေနဲ့နိုင်ရှိရင်ဒီစစ်တမ်းမှာမျိုးသားလူငယ်တွေကပိုပြီးလုံခြုံမှုရှိမနေဘူးလို့ဖြေဆိုကြပြီးသူတို့ရဲ့စိုးရိမ်ထိတ်လန့်မှုတွေအဲ့ဒီလိုမြင့်တက်နေရခြင်းကစစ်မှုထမ်းရနိုင်ခြင်းနဲ့တပ်သားအဖြစ်အတင်းအဓမ္မစုဆောင်ခံရနိုင်ခြင်းတို့နဲ့ဆက်ဆက်နေတာကိုလည်းထင်ဟနေသလိုငယ်ရွယ်တဲ့မတန်ဆွမ်းအမျိုးသမီးတွေမှာလည်းကြောက်ရွံ့မှုနဲ့ထိခိုက်လွယ်မှုအမြင့်ဆုံးအဆင့်ကိုရင်ဆိုင်နေရတယ်လို့စစ်တမ်းမှာဖော်ပြပါဗျာ။